ိုသိတ်ကိုချစ်ပြီးမျက်နှိုးရတဲ့ကောင်မလေးတယောက်ကတပားသူ အမျိုးသားတယောက်ရဲ့လက်ကိုတွဲပြီးတော့ကိုရှိကိုဖြတ်လာမယ်ဆိုရင်ဒါသိတ်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပဲအဲ့ဒါကျွန်တော်မခံစားနိုင်ဘူးလားဗျာဒါဘယ်လိုဖြစ်နေကြတာလဲအချစ်ဆိုတာသူကိုနာမှရှိရှိမရှိရှိကိုရင်ထဲမှာအမြဲတမ်းရှိနေတဲ့အရာပဲ တေဇာကိုလည်းကျွန်တော်ဟိုကျေးဇူးတင်တယ်သူ့ရဲ့ character မှာသူအံဝင်အောင်အကောင်းဆုံးတရုတ်ဆောင်ပေးတဲ့အတွက်ဒီသားကလဲလဲရှိတာဘာလို့လဲသူ့ကိုထိတာငါ့ကိုညိတာနော်ကြည်ပြလေပြတကယ်ချစ်ခဲ့啊မဟုတ်ဘူးငါမင်းစစ်သူမဟုတ်ဘူးကိုပြောတော့ဘယ်တော့မှမချစ်ခဲ့ဘူးပါအောင်ဆိုဒါပေမဲ့ဒီတစ်ခုတော့ ောမပြောရလို့ကိုဖုံးကွယ်ထားပြီးမိပါလေကိုမောချစ်တယ်စိုးခဲစီမြဲစီပါမင်္ဂလာပါဗျာအဲ့ပြစ်သက်တွေတဆိုင်လို့ပါမလားကောကောကောချစ်တတ်ဆုံးပဲလို့ကျွန်တော်တို့ဒီကားထဲမှာလေပြေရောကြည်ပြာရောမိုးစပန်ရောဂျိတ်ကောဥယျာဏ်ရော တော်ဆောင်အားလုံးကမတူညီတဲ့ချစ်ချင်းမြတ်တာတွေနဲ့အစွမ်းကုန်ချစ်ကြတယ်အစွမ်းရောက်ချစ်ကြတယ်ဘသူကအချစ်တက်ဆုံးလဲဆိုရင်မိကုံးကတော့ကြည့်တဲ့ပြိတ္တတွေစီကနေကျွန်တော်တို့ပြန်ပြီးတော့ကြားကျင်ပါတယ်လေပြေကလည်းသူသူ့ရဲ့အချစ်နက်နက်ရှိုင်းရှိုင်းကိုဒီကားမှာပြထားတယ်ကြည်ပြာကလည်းသူ့ရဲ့အရာရာကိုစွန့်လွတ်အနစ်နာခံပြီးတော့ကျင်နာတဲ့နှလုံးသားကိုပြထားတယ် ိုးစပန်းကလည်းသူရဲ့အယိုးကံဘာမှမသိတဲ့တကယ်ကိုလွတ်လပ်ပေါ်ပါတဲ့လူငယ်တယောက်ရဲ့အစွမ်းရောက်အချက်တခုကိုပြထားတယ်။ဂျိတ်ကလည်းလိုချင်တာကိုရအောင် ယူခြင်းနဲ့ဒီလူငယ်တယောက်ရဲ့အားမှန်ခွန်အားအပြည့်နဲ့ချက်ချင်းကိုကျွန်တော်တို့တင်ပြထားပါတယ်။ဒါကြောင့်ဘသူကအချက်တက်ဆုံးလဲကျွန်တော်တို့ပြန်ပြီးတော့မေးကြည့်ပါမယ်။တော်တော့ဘသူ့ကိုမှမချစ်ခင်ဘူးပါအောင်ဆို။ဒါပေမဲ့ဒီတစ်ခုတော့ မောမပြောရလို့ကိုဖုံးကွယ်ထားသူမိပါလားမင်းမင်းနိုင်ဘူးဒါလောမင်းနိုင်ဘူးခုလည်းနေ့ကိုဖိုင်လုံးလာတော့တာလူတယောက်ကိုချက်ဖို့ဆိုတာမလွယ်ဘူးကိုချက်ပြီးသားလူတယောက်ကိုပြန်မချက်ဖို့ဆိုတာပုံပြီးတော့မလွယ်ဘူးလာပါဆက်လို့ရမှာလဲပြောလာလာဆက်လို့ရမှာလဲဟုတ်တယ်ဘာလို့ဆိုအကုန်လုံးကသူ့နီးသူ့ဟန်နဲ့အကုန်လုံးကဟိုချက်ထားကြတကယ်စွမ်းကုန်ချက်ပြီးထားကြ ဆိုတော့ဇူလိုင်၄ရက်နေ့ယုံတင်လို့ရှိရင်ပြည်သက်ကြီးကဘု து relay လုပ်လို့ရလဲဘု து ချစ်ချင်းမြေတားနဲ့ထပ်တူကြလဲဆိုတော့ဟိုပြန်ပြီးတော့တည်ချင်တယ်အဲ့အတွက်ကြောင့်မလို့အခုတော့မှတနည်းမဲပေါက်ခံနေမှအဲ့လိုရေးထားတဲ့ဟာလေးရှိရလေဟိုကိုနဲ့တူတဲ့လူကဘု து လဲဆိုရေးထားဆိုတော့အဲ့ထက်အများကြီးအများကြီးပို့ပြီးတော့ကြားချင်တယ်ဟုတ်တယ်နော်သူသူမေးတာလေးကောင်းတယ်ကျွန်တော်တို့ပြည်သက်ကြီးကရုပ်ရှင်ပြည်သက်ကြီးကကိုတိုင်းဆိုရင်ရောဘု து လဲလေခမရလေးပြေနေရလို့လား ကြည်ပြနေရလို့လားမိုးစပန်းနေရလားချိတ်ကလားအဲ့အဲ့လေးလဲကျွန်တော်သိချင်ပါတယ်အချစ်ဆိုတာသူကိုယ်နာမှာရှိရှိမရှိရှိကိုယ်ရင်ထဲမှာအမြဲတမ်းရှိနေတဲ့အရာပဲနှလုံးသားလေးဟာမင်းကြောင့်ရွံ့နေတော့ကွာလာတစ်ခုလုံးဟာချမ်းလို့ ကျဲစောစက်ဝင်ခန်းနေရအများကြီးပဲအဓိကအဓိကလေးခုတက်ကမနေ့ကလည်းကြည်ပြီးသွားရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေဟိုရတပေါင်းဆုံးပေးနိုင်တယ်ခုရီခဲ့ရတယ်ငိုခဲ့ရတယ်ကြည်နူးခဲ့ရတယ်ခံစားချက်တွေအများကြီးခံစားခဲ့ရတယ်ပေါ့နော် ။အဲ့ပြကြမလို့ကြိုက်စိုးဇက်ဝင်ငယ်ဆိုတာအဲ့လိုမျိုးဟိုဆိုတာမရှိဘူး။ဘာလို့ဆိုသူ့အားလေးနဲ့သူအကုန်လုံးအဝင်ဝင်ကြလေးဖြစ်နေရလေရတော့အမှတ်မဲ့ရပါတော့။ဒါမဲ့ဟိုရိုက်ကိုးခဲ့တဲ့အမှတ်မဲ့ရဒီမှာဆိုလို့ရှိရင်တော့ခုတို့ဒီဟိုဒီလေပြင်းနဲ့ဒီကံဘေးမှာရိုက်တဲ့ဟာလေးဆိုလို့ရှိရင်တော့ဒါတနေ့ကုန်ရိုက်ခဲ့တဲ့ဟာမှာအဲ့ဒါလေးပြန်ကြည့်ရလေရတော့အမှတ်မဲ့ရပါတော့။အဲ့တော့ဆိုရင်တော်တော်ကျူးကျူးဆဆနဲ့เนาะအဲ့လိုတနေ့ကုန်ခဲ့တဲ့ဟာလေးဆိုတော့ဟုတ်အဲ့ဒါလေးအမှတ်ရပါတယ်။ကျွန်တော်ကိုရိုင်းဖန်တီးရဲ့သူတယောက်အနေနဲ့တော့ဘယ်စင်းကိုဖန်တီးသူအနေနဲ့တော့ဘယ်စင်းကိုအကြိုက်ဆုံးဘယ်စင်းကိုအချစ်ဆုံးလဲဆိုတာတော့ ြောတာတော်တော်ခက်ပါတယ်အာဒါပေမဲ့မနေ့ကကျွန်တော်ပြိသက်တွေနဲ့တူတူကြည့်တဲ့အချိန်မှာတော့ဖန်ဖန်တီးသူအနေနဲ့မဟုတ်ဘဲနဲ့ပြိသက်နေရာကဆိုရင်တော့လေပြင်းနေရာမဟုတ်ဘဲနဲ့ဒီဆိုင်းဆိုင်းနေရာကနေကြည့်တဲ့အချိန်မှာတော့ကိုယ်တိတ်ကိုချစ်ပြီးမျက်နှိုးရတဲ့ကောင်းမလေးတစ်ယောက်ကတပားသူအမျိုးသားတစ်ယောက်ရဲ့လက်ကိုတွဲပြီးတော့ကိုရှိကိုဖြတ်လာမယ်ဆိုရင်ဒါတိတ်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပဲအဲ့ဒါကျွန်တော်မခံစားနိုင်ဘူးလားဗျာ အာမပြောတတ်ဘူးဆိုင်းဆိုင်းဆိုရင်တော့ဘယ်လိုဖြစ်မလဲတော့မသိဘူးလေပြေဆိုရင်တော့ရုပ်ရှင်တွေအတိုင်းပေါ့ခင်ဗျာအာဒီကားကအချစ်ကားလို့ကျွန်တော်တို့ဥစားပေးထားတယ်ခေါင်းစဉ်တတ်ထားပေမဲ့လည်းအချစ်တခုလည်းမဟုတ်ဘူး romantic drama dramatics ဖြစ်တဲ့ scene တွေအများကြီးပါပါတယ်အဆရာဆရာမတို့လည်းအကိုတို့မတို့လည်းကြည်ပြီးသားဆိုတော့ကြတော့ဟိုဒီချစ်နေတာပဲမဟုတ်ဘူးဒီတဘာဝကြကြအလှည့်အပြောင်းတွေလည်းပါတယ်ဒီစွပြလွန်မိုးပွဲရာတွေလည်းလည်းပါတယ် စိတ်လှုပ်ရှားစရာကောင်းတယ်ဟုတ်တယ်ဟုတ်တယ် तू ကဘယ်လိုလဲဆိုတော့ပြိသက်နဲ့တူတူရုပ်ရှင်ကြည့်ရတာကျွန်တော်တို့ stage show ဆိုရတာနဲ့တူတယ်ရုပ်ရှင်ရိုက်ရတာကတချင်းကိုရေးပြီးတော့ studio ထဲမှာဆိုတာနဲ့တူတယ်စင်ပေါ်မှာဆိုတဲ့အချိန်ကျတော့ပြိသက်ကအောက်ကနေတခါတည်းကိုလက်တွေမြောက်ပြီးတော့ဆိုတော့မနေ့ကယုံထဲမှာပြိသက်အလယ်မှာသွားထိုင်နေတဲ့အချိန်မှာကျတော့အားလုံးကဟာဟင်းဆိုတဲ့ဟာတော်တော်ကြည်နူးပီတီဖြစ်ပါတယ်ခင်ဗျဟုတ်တယ်အဲကိုလည်းအဲ့လိုဘေးကနေအတန်တွေကိုအကုန်လုံးကြားနေရအောင်အဲ့တော့သူတို့စီကလည်းထွက်လာတဲ့အတန်လေးတွေကအဲ့လို ဒီစိတ်လှုပ်ရှားဖို့ကောင်းတယ်ပေါ့နော်မင်းရဆိုရင်ကိုယ့်ကို movie ကိုလည်းအယုံစိုက်တယ်ဒါပေမဲ့သူတို့ရဲ့တန်လေးတွေလည်းနားထောင်တယ်အဲ့တော့အဲ့ဒါမတူတဲ့ခံစားချက်လို့ပြောလို့ရပါတော့ဘာလို့ဆိုကိုယ့်ကလည်းပထမဆုံးကြည့်ကြည့်ရဆိုတော့လေကြောက်လဲကြောက်နေတဲ့ဟာလည်းရှိရသူတို့စီက reaction တွေကိုလည်းကြောက်တယ်ဆိုတော့မင်းရကလည်းနည်းနည်းတော့ anxiety ရောရတယ်ပဲပြောတယ်ကလေးကတမသူဘာလဲပြောတယ်ဒီစားမနေ့ကပရိသတ်နဲ့တူတူသွားអော်နေတာဒီစားတမသူတမသာဖြစ်နေတယ်ပြန်ချစ်တတ်တယ်လို့ပြောပါတယ် တေဇာကိုလည်းကျွန်တော်ဟိုဟာကျေးဇူးတင်တယ်သူ့ရဲ့ character မှာသူအံဝင်အောင်အကောင်းဆုံးတရုပ်ဆောင်ပေးတဲ့အတွက်ပြီးတော့ကျွန်တော်တို့နဲ့အတူတူတကယ်ကိုစီစီလုံးလုံးနဲ့ဟိုကျွန်တော်တို့ဒီဇက်ကားမှာတခမ်းပဲပါတယ်တရုပ်ဆောင်လည်းရှိတယ်အဲနည်းနည်းပဲပါတယ်တရုပ်ဆောင်လည်းရှိတယ်ကြည်ပြာဆိုရင်ဇက်ဝင်ကန်ဇက်အလယ်မှာစပေါ်လာတယ်ဒါပေမဲ့ဟိုအကုန်လုံးရဲ့ဟိုဒီဇက်ကောင်တွေကကြာတော့လေဇက်အလှည့်ပြောင်းနေကြည့် နောက်တစ်ခုကဒီမှာပါတဲ့ကျွန်တော် project ထဲမှာပါတဲ့သရုပ်ဆောင်တိုင်းကတေစားဆိုရင်လည်းသူ့အခန်းမပါလဲ shoot တင်မှာလာနေနေတာအဲ့လိုအဲ့ဟိုပါဘကူးမှာတော့ရရင်လည်းဟိုဟာဟုတ်တယ် mapping ကြီးကလိုက်လာတယ်အဲ့လိုမျိုးကျွန်တော်တို့အားလုံးစစ်စစ်လုံးလုံးနဲ့ရရတာဆိုတော့ဒီဒီ project လေးပြီးသွားမှတော့ကျွန်တော်နှမျောမိပါတယ်အာကျွန်တော်တို့နှစ်ယောက်တစ်ခါမှအလုပ်ပဲမလုပ်ဘူးပါဘူးเนาะကြောင်ညာလည်းမရိုက်ဘူးဓာတ်ပုံလည်းမရိုက်ဘူးဘာမှမရိုက်ဘူးပါဘူးဒါပေမဲ့ကျွန်တော်တို့ဟိုဟာ အရင်ကတည်းကရင်းနှီးပါတယ်ဒါကြောင့်ဟိုကျွန်တော်တိုင်တိုင်ပင်ပင်နဲ့ညင်ညင်နိုင်နိုင်နဲ့ဟိုဘယ်လိုတယောက်တယောက်ဘယ်လိုပန့်ပိုးမလဲဆိုပြီးတော့အဲ့ဒီအဲ့ဒီရှုတောင်းကနေချင်းကပ်ပြီးတော့ကျွန်တော်အလုပ်လုပ်ကြပါတယ်ဟုတ်ပါအဲဒါတော့ဘယ်လိုဖြစ်ကိုဆိုင်ရဟိုရင်းကတည်းကရင်းကတည်းကတစ်ချိန်နေနားထားပြီးတော့ဟိုအပိခဲ့ရတယ်သူပေါ့နော်အခုဒီအလုပ်ပုံမှာလဲဘလောက်ကိုသူစူးစမ်းပြီးတော့ဘလောက်ကိုဟိုအားစိုက်လဲဆိုတော့ဒါလူတိုင်းသိပါတယ် ဒါကတော့ဒီတေးဥဆောင်တယောက်အနေနဲ့ကျွန်တော်လေပြေနေရာကိုပဲဝင်စားပြီးတော့ဟိုကျွန်တော်တေးဥဆောင်ပါတယ်အာပြီးတော့ဟိုကျွန်တော်ရုပ်ရှင်အများကြီးလဲတိတ်မရိုက်ဖြစ်တာဆိုတော့ဒီဒီ character ကိုရိုက်ဟိုရွေးချယ်ပြီးရဲ့နောက်မှာကျွန်တော်ဒီ character ရဲ့ဒီလေပြေရဲ့ဖြစ်ရမယ့်အာစိတ်တွေအတိုင်းလေပြေလေပြေရဲ့ဖြစ်ရမယ့်ဟို acting တွေအတိုင်းပဲဟိုကျွန်တော်သွားပါတယ်ဆိုတော့ လေပြင်းကနေမိုးစပန်းကိုချက်တဲ့အချင်းဒီလေပြင်းကနေကြည်ပြားကိုကျင်လာတဲ့အကျင်းသားဒါတွေကဒါလေပြင်းအနေနဲ့ပဲကျွန်တော်ဖန်တီးယူပါတယ်။သူချက်တဲ့သူပျော်နေလို့ရှိရပြီဆိုရဲသူကအဲ့ဒါလေးနဲ့ပဲသူဆွလို့သူ့ဘက်ကဆွလို့အချက်ပေါ့နော်။ဒါပေမဲ့လူသားဆန်တဲ့ကောကာရက်တာတခုလိုမြင်နေဘာလို့ဆိုတော့ကိုကချစ်လို့ရှိရင်ပိုင်ဆိုင်ခြင်းနဲ့အတ္တကတော့တချင်ချင်းမှာတော့ပါလာမှာပဲပေါ့နော် ကြည်ပြမှာလည်းဘလောက်ပဲဆွလွတ်တဲ့အချစ်ဖြစ်နေပါစေကြည်ပြမှာလည်းသူလိုချင်တဲ့သူပိုင်ဆိုင်ချင်တဲ့အတ္တလေးရှိတယ်။ဒါကတော့လူသားတွေအကုန်လုံးညင်းညင်းဆန်လို့မရတဲ့အနေအထားတစ်ခုပေါ့နော်။ဆိုတော့ကြည်ပြတော့ကတော့ဆွလွတ်ဆွလွတ်အချစ်လို့မြင်တာပေါ့နော်။ပြရမည်ဒုက္ခရဲ့အဖြစ်ပါဖြစ်အောင်ပြရမယ်အဲ့လိုယူနေအဲ့လို definition နဲ့တော့ဟိုဖွဲ့ဖွဲ့နဲ့နဲ့မပြောတတ်ဘူးဒါပေမဲ့အဲချစ်ချင်းမြတ်တာကအမှန်ကတော့တော်တော်ရိုးရှင်းပါတယ်တယောက်တယောက်နားနားလည်မှုကလူသားအကုန်လုံးရဲ့အခြေခံ အခြေခံအချက်လို့မြင်တယ်အဲ့တော့နားလည်မှုပြီးနိုင်လို့ရှိရင်ဟိုကပျော်နေရဲနားလည်မှုပြီးနိုင်လို့ရှိရင်အဆင်ပြေလို့မြင်လာတယ်ကျွန်တော်တော့အချက်ဆိုတာစွမ်းအင်တစ်ခုလို့ထင်ပါတယ်စွမ်းအင်တည်မြဲမှုနေရာမှာဆိုတာရှိတယ်လေဖန်တီးလို့လည်းမရဘူးဖြက်စီးလို့လည်းမရဘူးအဲ့တော့မချစ်တာကိုချစ်လာအောင်လုပ်ယူလို့လည်းမရဘူးချစ်တာကိုမချစ်အောင်လုပ်လို့မရဘူးဆိုတော့ထင်ပါတယ်ဒါဆန်းဆန်းခန့်လိုက်နေနေပြော အဲ့အဲ့မှန်တယ်အာကျွန်တော်ခုနပြောသလိုပါပဲကျွန်တော်အခုလေးပြေအနေနဲ့နေထိုင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကြုံတွေ့ရတာတော့မိုးစုပ်ပန်းနဲ့ကြည်ပြပါနှလုံးသားလေးဟာမင်းကြောင့်ရွံ့နေတော့ကွာလာတစ်ခုလုံးဟာချမ်းလို့သွား